Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇေယျပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဗုဒ္ဓဝင်အဖွဲ့ဘဟုဒွါဒသမအကျိမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆောင်လင်ဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ဝေရန်ကုန်တိုင်းစာပြေဌာနတည်ပထမမြတ်ကုံသာသနာပိတ်မံတော်ကြီးဗုဒ္ဓဝန်သာဘဟုတ်သုတဝိသိဋ္ဌနေယဒေတကားပွဲရဆရာတော်ဗုဒ္ဓဝန်သာ ဘဟုတုတတရာပွဲရပထမဆုရှင်ဗုဒ္ဓဝန္တာဝိတာရတာနယတိတကဆရာဆရာမများနေဗုဒ္ဓဝန္တာတိတာရတာပွဲရအကြောင်းသူအကြောင်းသားများအားဂုံပြုကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့တည်င်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကွန်ပျူကြိုးစိုးပွဲကိုဒီကနေ့မေလ30ရက် နနက်9နာရီမှစတင်ကဒွါဒသမအချိန်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆူပူဇော်ပွဲရန်ကုန်တိုင်းစာဖြည့်ဌာနတည်ပထမ်းမြက်ကုံသာသနာပိမံတော်ကြီးမှစတင်ထွက်ခွာခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးရွှေပေါကံစင်ဖုံတက္ကိနာယုံကျောင်းမြတ်ပါရမီဓမ္မရိပ်သာမတဆင်ဒွါဒသမအချိန်မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆူပူဇော်ပွဲရန်ကုန်တိုင်းစာဖြည့်ဌာနတည် ပဋ္ဌာန်းမြတ်ကိုသာသနာပိမံတော်ကြီးမှထွက်ခွာခဲ့ပြီး နိုင်သာယာမြို့နယ်အတွင်းပရင်ရက်ကွက်မြောင်စိမ်းအောင်ဖရားလန်းရှိဝိဇာတာပိမံမိုးကုံရိပ်သာပရိယတိဇာတင်တိုင်းတို့ရောက်ရှိခဲ့ပြီးဆရာတော်ကြီးများရဲ့ဩဝါဒကိုခံယူကာဆရာတော်ဖရားမှာဆုရရှိသူများအားစုငွေများထမံချီးမြှင့်ပေးတော်မူခဲ့ပါတယ်။ အထူးပဲဝမ်းသာပါတယ်ခုံလေးယူပါတယ်သူတင်နေမှုသူနန္ဒလည်းတကယ်ကိုသူဒုက္ခခံပြီးတော့နှစ်စီလာများပြုစုပြုဆောင်ခဲ့တာခုတော့အောင်မြင်ပြီဖြစ်တဲ့အတွက်အဲသူ့အတွက်လည်းဝမ်းသာသလိုသာသနာအတွက်ကိုလည်းအထူးပဲဝမ်းသာပါတယ်နောက်မျိုးနွယ်အတွက်လည်းဘုမလို့ခိုးယူပါတယ်ကျော်မဆန္ဒနိုင်ဆရာဘုရားကြီးရဲ့ဇတိချက်မြုပ်မှုမှာဝိဖို့တော်ဖြစ်တဲ့ကျင့်ပါတာစာတင်သွားတာဖြစ်တဲ့အတွက်လည်းဆရာဘုရားကြီးရဲ့ဂုဏ်သိက္ခာကိုထပ်ဆင့်ပြီးတော့ပြုလုပ်ရတဲ့အတွက်ဆရာတော်ကြီးတွေရဲ့ပုံမှန်လည်းဂုဏ်ပြုရရောက်ပါတယ်အဲဘုမလို့ ဆယ်တော်တွေအတွက်အားလုံးအတွက်ခုံယူတဲ့ပွဲလည်းဖြစ်ပါတယ်အဲဒါကိုဗမာပြည်ကတိုင်းပြည်လုံးတိုင်းနိုင်ငံလုံးဒီမကဘုရဘသာရရှိတဲ့တိုင်းပြည်တိုင်းတိုင်းပြည်တွေရဲ့ဘုရဘသာလူမျိုးတွေရဲ့အထူးကိုဟိုတံမိုးတန်းလေးစားထက်တဲ့အသေးကြီးဖြစ်ပါတယ်အခြားတိုင်းပြည်တွေအဲအခြားနိုင်ငံတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီခုလိုနေနေကျင့်ပါပြီးရင်ကောင်းမယ်လို့ဟိုအကြံပြုပေးပါတယ်ဘာသာသာသနာအတွက်လူမှုဓမ္မတကယ်ကိုအရေးချင်းပြုတ်ရတဲ့ဘုရဘသာဝင်ဖြစ်လာလိမ့်မယ်လို့ဘုန်းဘုန်းတို့ပြောလင်းပါတယ် ဟုတ်ပါတယ်ခင်ဗျာဘာဘာလို့ဒီလိုဖြစ်အောင်လို့လုပ်ဖို့ကြိုးစားတာကြာပါပြီเนาะဒါပေမဲ့ဘာဘာလို့အနေနဲ့တက်တန်းအဖြစ်တော့သုံးနှစ်ပဲရှိပါသေးတယ်သူတဆုံးနဲ့ပတ်သက်လို့သင်္ကန်းဌာနကတစ်နှစ်ပဲလောက်ရပါတယ်နောက်နှစ်မှာစာဖြေဌာနအဖြစ်ရန်ကုန်တိုင်းစာဖြေဌာနအဖြစ်ဒါသတ်မှတ်ခြင်းခံရပါတယ်အဲ့လိုထို့သူပဲအဲ့လိုသတ်မှတ်လို့လဲဒီမှာစာစာလာဖြေကြတဲ့ကလေးတွေအများကြီးပေါ့ရန်ကုန်တိုင်းမှာဒီတိုင်းလောက်တဲ့စာဖြေဌာနတက်ဆိုရင်ဒီမှာတစ်ချမ်းလုံးက ဆုံးသာပေါ့တင်နန်းသားတော်တော်များများဒီမှာလာပြီးတော့စာပြေကြပါတယ်ဝင်လာတာပေါ့ဒီနေ့ဘာလို့ဆိုဒီနေ့ကကိုဘကတော့ဒီနေ့ပဲသူတို့ဒါဟိုဂုံပြုတ်ပို့ဆိုကြိုးစိုးပဲလောက်ပါတယ်ကြိုးစိုးပဲလောက်ပြီးတော့သူနေတဲ့နေရာရောက်အောင်ကားနဲ့ဘဘလို့လိုက်ပြီးတော့အခမ်းအနားနဲ့လိုက်ပြီးတော့ပို့ပါတယ်ပို့တဲ့ခါမှာသူတို့နေတဲ့နေရာကိုသွားရတာတော်တော်ကိုခက်ခက်ခဲခဲနဲ့ကိုသွားရတာပါသွားလို့လည်း ီလိုနေရာမျိုးကကလေးကဒီလိုဖြစ်တဲ့ဆိုရင်ကျန်တဲ့ကလေးတွေဘာလို့မစူးစမ်းနိုင်ရမလဲဆိုတဲ့ဟာဟိုအတိအဘဘကောင်းလို့မဝင်ပါလေဒါကြောင့်လဲနောက်နှစ်တင်ပါလို့ဘဘဒီတဲ့မှာတိုးပြီးစူးစမ်းပြီးတော့ဒီကလေးတွေအတွက်ကိုဆောင်ရွက်ပေးဖို့စီစဉ်စီမံထားပါလေအာဝမ်းသာပါလေသမီးเนาะဒီကလေးတွေအခုသူတို့နေတဲ့နေရာကတော်တော်ကိုဝင်ရထွက်ရသွားလာတာခက်ခဲတဲ့နေရာအဆက်ဆက်မရှိတဲ့နေရာဒီနေရာမျိုးကကလေးတွေကဒီလိုစူးစမ်းတာဒီလိုအောင်မြင်တာဆိုတော့ဘဘအရန်ဂုံပြုတ်လေဒီနေ့သူတို့တကူအရန်ကိုဂုံယူပါလေ သူတို့ကြောင်းမှာဆိုရင်သူကကိုကြိုးစိုးပွဲတွေကိုလည်းသူတို့ကြောင်းမှာသူတို့ရက်ကွက်ကရှိတဲ့ရက်ကွက်အထာတိုင်းရွာအထာတိုင်းပေါ့လေသူတို့ကြိုးစိုးကြပါလေတကယ်ကိုလည်းအားရစရာကောင်းပါလေအော်ဒီတင်နန်းကိုဘုရားဘောင်ကတင်နန်းမှုဆရာတော်ပေါ့လေတင်နန်းမှုဆရာတော်ကလည်းဆယ်နှစ်လောက်ကြိုးစားပြီးသူဒီလိုဆောင်ရတာအောင်မြင်တဲ့အတွက်ဒီပဋ္ဌာန်းမြတ်ကုသာသနာပေးတော်ဒီစာသစ်ဌာနပုဂ္ဂိုလ်တွေကိုလည်းကျေးဇူးတင်လဲဆိုတဲ့အကြောင်းသူခဏခဏပြောပါလေဆရာတော်နေလည်းတော်တော်ကိုအားရဝင်စာပီတိဖြစ်ပြီးတော့ဒီဘွဲ့ဒီ သူတဆုံလည်းအောင်မွေးမရမချင်သူပြန်တော်မမှုဘူးဆိုတော့ဒီညနေသူဖွင့်ပြောတဲ့အတွက်တော်တော်ကိုအားရကျေနပ်မိပါတယ်ဝမ်းနေဝမ်းသာပါတယ် ဒီနေ့ပြတ်သားမှုတွေကိုလည်းလည်းပြောပြီးတော့ပါတယ်เนาะအဲ့တော့ဆရာတော်ပြောတဲ့အာဏာကိုပြောပါမယ်ဒါတော့ဘုရားကြီးကဒီနေ့ကြိုက်ဖို့ရတယ်ဘုရားကြီးတို့လက်ထက်မှာငွေတရားမှန်ချော သိန်းသုံးတဲ့ချီးပြီးတော့သိန်းသုံးတဲ့အတွေးတင်ခံပြီးတော့ကားကြုံပြီးတော့တင်ခဲ့ရပါခင်ဗျာဆံဘုံရဲ့မေတော်ကြီးတွေကဆံ22တင်ကိုကျွာရမီအထုကပြီးသုံးလာလို့တွေးရပါခင်ဗျာဒါဘုံရဲ့ကုဒါဆုံးနဲ့ငွေရလို့ကုဒါဆုံးနဲ့ပထမမြတ်ရဲ့ကုသနာတာဒီလူရမွေးမှုတို့ခံတဲ့